ဟာလေလုယာဖခင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တော့ကျွန်တော်တို့ရာဇဝင်ချုပ်ပထမဆောင်ကိုအဆုံးသတ်မယ့်နေ့ပဲရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး29 part 5ရာဇဝင်ချုပ်ပထမဆောင်နောက်ဆုံးပေါ့နော်အဆုံးသတ်ပြီဒီနေ့တော့ဆိုတော့ရာဇဝင်ချုပ်ပထမဆောင်မှာကိုကဖခင်နဲ့တကယ်အသက်ရှင်ရင်ဖခင်ကနောက်ဆုံးအချိန်ထိမျက်နှာရစီတော်ဖခင်ဖြစ်အဆုံးသတ်လာစီတော်ဖခင်ဖြစ်အာမင် ဖခင်ကအဆုံးသက်လာစေတယ်မျက်နာရစေတယ်ဖခင်ကျေးဇူးတော်ကိုခံစားစေတယ်ဘသူနဲ့တွားခဲ့ရင်လဲဖခင်နဲ့အသက်ရှင်ခဲ့ရင်ဖခင်နဲ့တွားလာခဲ့ရင်အဲ့ဒီအကြောင်းလေးကိုဝင်ငှမယ်ခဏဆုတောင်းအဖအကရောကိုကျေးဇူးတင်တယ်နှုတ်ကပတ်တော်အတွက်ချီးမွမ်းပါတယ်ဖခင်ရှင်ကိုရောနာမကိုချီးမြောက်ပါတယ်ဒီနေ့ကျွန်တော်ရဲ့အသက်တာထဲမှာမျက်နာရစေတဲ့ဖခင်ဖြစ်တယ်ဆိုတာကိုလေ့လာဖို့ဖြစ်တယ်ဘလို့လူတွေကိုမျက်နာရစေတာလဲကိုရောနားလေစီပါကျွန်တော်ကိုဖွင့်ပြအလင်းပေးပါ အရှိရှုနာမ၌ဆုတောင်းပါရဖာအာမင်အာမင်ရာဇဝင်ချုပ်ပထမဆောင်အခန်းကြီး29နော်အပိုင်ငယ်29ကို ကျွန်တော်ဖတ်ခြင်းနေထိုနေ့ခြင်းတွင်ထာဝရဘုရားရှိတော်၌စားတောက်လျက်ပျော်မွေ့ခြင်းကို ပြုလျက် ဒါဝိဒ်ဤသားတော်ရှောလမုန်ကို ရှင်ပြန်အရာ၌ဒုတိယအကြိမ်ချင်းမြောက်၍ထာဝရဘုရားအောက်မှာ မင်းဖြစ်စေခြင်းကဇာတုတ်ကိုရစ်ပရောဤဖြစ်စေခြင်းက၎င်းဘိတ်သိက်ပေးကြ၏ရှောလမုန်တော်ဒါဝိဒ်ရဲ့သားရှောလမုန်ကို ရှင်ပြန်နေရနှစ်ကြိမ်ချင်းမြောက်တယ်အဲ့တော့အတိဘေကရှောလမုန်ကဘင်းနေရကိုဘာဖြစ်လဲချင်းမြောက်ချင်းနှစ်ကြိမ်ခံရတာဖြစ်တယ်ဒီမှာတော့ပြန်တကာဖတ်မယ်နော် ရှောလမုန်ကိုရှင်ပြန်အရာ၌ဒုတိယကြိမ်ချင်းမြောက်၍ထာဝရဘုရားအောက်မှာမင်းဖြစ်စေခြင်းက၎င်းရှောလမုန်ကဘယင်အရာကိုရတာနှစ်ကြိမ်မြောက်နှစ်ကြိမ်တော့ချင်းမြောက်ခံရတာဖြစ်ဘုရားကမျက်နှာရစီတော့ဘုရားဘယ်သူမျက်နှာရလဲဒါဝိဘမျက်နှာရတာပေါ့သူဖြစ်စေခြင်းနဲ့ရှောလမုန်ကိုဘယင်နေရာလေးနှစ်ကြိမ်တော့မှသူဖြစ်သွားတယ်လေ ဆိုတော့ဒါဝိကမြင့်နိုင်ရသွားတာဟာလားအယမ်းပျော်သွားတယ်ပြီးမှအပိုက်ငယ်23ကိုကျွန်တော်ဖတ်ထိုအခါရှောလမုန်ဒီခမီးတော်ဒါဝိကိုစားရှင်းပြင်း အရာကိုခံရ၍ခံ၍ထာဝရဘုရား၏ယာဇပလင်တော်ပေါ်မှထိုင်လျက်ဘုံကြီးတော်မူ၏ဣတရီလာအမျိုးသားအပေါင်းတို့သည်စကားတော်ကိုနားထောင်ကြ၏နှစ်ချက်ရှောလမုန်ကဘာဖြစ်လဲအဲ့ယာဇပလင်မှာ ထိုင်လိုက်ရတယ်ဒါဝိရဲ့ယာဇပလင်မှာအဲ့တော့ဘုံကြီးတယ် ရှောလမုံဘုံကြီးတယ်အဲ့ဒါခံစားရတယ်ပြီးမှ तू အဲ့နေရာရောက်သွားတော့လေသူ့စကားကိုလည်းဗာပြည့်လေလူအပေါင်းကနားထောင်နေတဲ့ကြည်ဣသရေလအမျိုးသားအပေါင်းတို့ဒီစကားတော်ကို နားထောင်ကြဤ तू ပြောတဲ့စကားတွေကိုနားထောင်ပေးရတယ်ရှောလမုံရဲ့စကားကိုနားထောင်နေရှောလမုံကဘုံကြီးခြင်းကိုခံစားရတယ်ဘယင်းနေရာမှာနှစ်ကြိမ်ချင်းမြောက်ချင်းရမျက်နာရစီတော့ဘုရားဖြစ်အပိုင်ငယ်24ကိုဖတ်မယ် မူးတော်မတ်တော်အရာကြီးသောသူအပေါင်းတို့နှင့်ဒါဝိဒ်မင်းကြီးသားတော်အပေါင်းတို့သည်ရှောလမုန်မင်းကြီးအုပ်ဆိုးခြင်းကိုဝန်ခံကြ၏ကြည့်တော့သူရဲ့ဆွေမျိုးသားချင်းတွေရှောလမုန်အုပ်ဆိုးရကိုဝန်ခံရတယ်ဝန်ခံတယ်ဝန်ခံတယ်အဲ့ဒါမျက်နှာရတာပဲလေတချို့ကခေါင်းဆောင်သာလောက်တာအောက်ကလူကနားထောင်တာမဟုတ်ဘူးနော်အော်တော်တော်အုံနောက်ချောက်ရတာကိုကတော့ခေါင်းဆောင်နဲ့ဘယ်သူမှကိုယ်စကားနားမထောင်ဘူးဘယ်လိုလုပ်မလဲ အခုရှောလမုန်ရဲ့အုပ်ဆိုးခြင်းကိုကျန်တဲ့ဆွေမျိုးသားကြီးတွေဘာလုပ်လဲနားထောင်နေနားထောင်နေမပြီးသေးဘူးအပိုင်းငယ်25ကိုဖတ်ထာဝရဘုရားသည်ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှာရှောလမုန်ကိုအလွန်ချီးမြှောက်၍ဩလာပြန်ပြီဘာလုပ်လဲအလွန်ချီးမြှောက်၍ဘုရားရှင်ကိုတော်တိုင်ကရှောလမုန်ကိုဣသရေလလူအပေါင်းရှေ့မှာအလွန်ချီးမြှောက်တယ်တစ်ချက်နောက်တစ်ချက်ဖတ်မယ်ဣသရေလဘယင်တယောက်မြတ်မက် ခံစားဘူးတော့ဘုံအာနုဘော်တော်ကိုပေးသနာတော်မူဟာလေလုယာဣဒရီလာလူတွေတယောက်မှမခံစားဘူးတဲ့ဘာလဲဘုံအာနုဘော်ဂျေဇာရှောလမုန်ရတာလေဣဒရီလာလူတွေတယောက်မှမခံစားဘူးဣဒရီလာရှင်ပြန်တယောက်မှမခံစားဘူးတဲ့အရာသူရတယ်အလွန်ချင်းမြောက်တယ်ချင်းမြောက်တယ်မရေဘူးအလွန်ချင်းမြောက်တယ် ဣတရလဘီရင်တယောက်မှမရဘူးတဲ့ဘုံအနုဘော तू ရတယ်ကြည်ဖရရဲ့မျက်နှာသာဘလောက်များလဲကြည်အောင်နော်ဘယ်နှချက်လဲကျွန်တော်ပြောမယ်နော်တင်းရှင်မြင်နေရမှာနှစ်ကြိမ်ရတယ်နှစ်ကြိမ်နှစ်ကြိမ်ချင်းမြောက်နှစ်ရှောလမုန်ကဘုံကြီးချင်းကိုခံစားရသုံးသူ့စကားကိုလည်းသူများတွေနားထောင်လေး ဆွေမျိုးသားကြီးညီကိုမောင်နှမတွေကဘာလုပ်လဲရှောလမုန်စကားကိုဝတ်ခံအဲ့ဒါလေငါဣတရေလလူတွေရှေ့မှာအလွန်ချင်းမြောက်တယ်ဘုရားက6ဘယ်ဣတရေလဘီမှာတခါမှမရဘူးတဲ့ဘုံအာနုဘော်ကိုရှောလမုန်ရတယ်မျက်နာရစေတော့ဘုရားဖြစ်တယ်အာမင် ားမျက်နာရတော့အိုးဒါဝိတ်ကလည်းပြုံးလို့ပြီးလို့နေမှာပေါ့မဟုတ်လား तू ဖြစ်စေခြင်းနဲ့သားလေကိုထက်တောင်မှကိုသားသမီးကိုချီးမြောက်တာကိုဘယ်မိဘမှမကြိုက်တာမရှိဘူးအလုံးကြိုက်တယ်အဲ့လိုပဲဖြစ်စေခြင်းနဲ့လေဟုတ်လားကိုသားသမီးကိုကိုထက်ပိုချီးမြောက်တာပဲလူချင်းတယ်အဲ့တော့တကယ်တကယ်တော့အတွင်းထဲမှာကြိတ်ပြီးပျော်နေတာဖြစ်လေဒါဝိတ်ဒါဝိတ်အဲ့ဒီဒါဝိတ်ကလည်းအဲ့ဒီအချိန်မှဆိုသူကအုတ်ချုပ်မှုရန်တရားကို ရေးထားတဲ့အငွေ26 28မှာဖတ်ပြမယ်ရေရှဲဤသားဒါဝိဒ်သည်ဣသရေလနိုင်ငံလုံးကိုအစိုးရသောမင်းဖြစ်တော်မူ၏ဣသရေလတနိုင်ငံလုံးကိုဒါဝိဒ်အုပ်စိုးခဲ့တယ်သူရဲ့တတန်းကိုပြောမယ်အငွေ26ဟေဘျုံမြို့၌ခုနှစ်နှစ်ဟေဘျုံမှာခုနှစ်နှစ်ယေရုရှလင်မြို့၌33နှစ်မင်းပြူ၍ဣသရေလနိုင်ငံလုံးကိုစိုးစံသောနှစ်ပေါင်းကအနှစ်40တည်း ဒါဝိကနှစ်ပေါင်း40ဘရင်လောက်ခဲ့အုပ်ချုပ်ခဲ့ဟေပြုံမှာ9နှစ်ပြီးတဲ့အခါကျတော့ယေရုရှလင်မှာ33နှစ်ပေါင်းလိုက်ရင် နှစ်ပေါင်း40နှစ်ပေါင်း40ဘရင်လောက်ခဲ့ပြီးတာနဲ့သူအနိစ္စရောက်တော့မယ်သေတော့မယ်သူပြောမယ်ဆိုတော့မိစကုံပြီပေါ့ဟာလားနော်အဲ့ဒါအငွေ28ကိုဖတ် ဒါဝိဒ်ဒီအသက်ကြီးရင်၍နေရကလာပြည့်စုံခြင်းနေရကလာပြည့်စုံခြင်းဆိုတာသူပြီးသွားပြီပေါ့အဆုံးသတ်တော်မယ်ပေါ့နော်သေတော်မယ်ပေါ့ဘုံစည်းစိမ်ကြွယ်ဝခြင်းရှိလျက်အနေဆာရောက်ယူအိုးသေကနီးမနော်နာမည်မပြတ်ဘူးစိတ်ညစ်ပြီးသေတာမဟုတ်ဘာလဲဘုံစည်းစိမ်ဒီလိုရေးတယ်ဘုံစည်းစိမ်ကြွယ်ဝခြင်းရှိလျက်အနေဆာရောက်ယူဘုံစည်းစိမ်ကြွယ်ဝခြင်းနဲ့အနေဆာရောက်တယ်သေတာနော် တားလျှောလမုံဒီခမီးတော့အရာ၌နန်းထိုင်လေကြည်စမ်းဒါဝိတ်ကအနည်း40ဘရင်လောက်ခဲ့သူဖြစ်စေခြင်းနဲ့အတိုင်းသူตาလေးကဘရင်ဖြစ်လာတယ်အဲ့ဒီตาလေးကလူရှိဘုရားရှိမျက်နာရတယ်ဣတရီလာဘယ်ဘရင်မှ မရဘူးတဲ့ဘုံအာနုဘော်ရသူ့ရဲ့ညီကိုမောင်နှမတွေက သူ့စကားကိုနားထောင်တယ်ဆွေမျိုးသားချင်းတွေကသူ့ရဲ့အုပ်ဆိုးခြင်းကိုဝတ်ခံတယ် တကယ်ပဲဘုံကြည်ချင်းတကိုးကြည်ချင်းအရာကို ရှောလမို့ခစားရတကယ်ဒါဝိတ်တေကနီးမဩဘုံစည်းစိမ်ကြွယ်ဝပြီ तू ဖြစ်စေခြင်းတတိုင်း तू ตาလေးပါဖြစ်လေဖြစ်သွားတယ် तू ตาလေးဖြစ်သွားတယ်ဟုတ်ပြီလားအဲ့တော့အဲ့ဒါကို ကြည်ချင်းအဖြစ်ပြန်စဉ်းစားတဲ့အခါမှာဖယားနဲ့အသက်ရှင်တဲ့ဒါဝိတ်ဖယားစိတ်တော်နဲ့တွေ့ခဲ့တဲ့ဒါဝိတ်ရဲ့အသက်တာကြည်ချင်းနဲ့နဲ့ပဲเนาะ မကြေမနက်ဖြစ်เสียဘာမှမရှိဘူးသူ့ဘဝမိစာကုန်တဲ့အခါအသက်ဆုံးကနီးမှာတကယ်ပဲဘုံစည်းစိမ်ကြွယ်ဝပြီးသူဖြစ်စေခြင်းတဲ့အတိုင်းအဆုံးသက်လှတယ်ကြည်ကြည်နဲ့နဲ့နဲ့သွားရတယ်မျက်နာရစီတဲ့ဖရာဖြစ်ပါတယ်ဘာကြောင့်လဲဒါဝိဒ်ကိုသင်ခန်းစာယူမယ်ဆိုရင်သူ့ရဲ့အသက်ရှင်ခြင်းကဘယ်တော့မှမဆိုဖရာစိတ်တော်နဲ့တွေ့တဲ့ ဖယားနဲ့အသက်ရှင်တဲ့ဒါဝိဖြစ်တယ်ဒါကြောင့်မလို့ကောင်းကြီးမင်္ဂလာလဲခံစားရတယ်ဘုံစည်းစိမ်ကြွယ်ဝခြင်းလဲခံစားရတယ်ဆိုတာကိုမြင်ရတယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော်မအစားအရောက်တိုင်းပေါ့အရောက်တိုင်းမျက်နာရစီတော်သူဖြစ်ဖို့တိတ်ရေးကြည့်တယ် God favor ဖယားရဲ့မျက်နှာသာရဖို့နော်ကိုရဲ့တက်တာထဲမှာအဆုံးတက်လာဖို့ဘဝနေကုန်ချုပ်ကောင်းဖို့ နီကုန်းချုပ်တဲ့ခါကျလူတိုင်းကကိုကိုနှမျောတတာဖြစ်နေရမယ်ဟောဟိုတယောက်တည်သွားပြီးကောင်းတယ်စိုးစိုးတည်တာကောင်းပါတယ်အဲအဲ့လိုပြောရင်မကောင်းဘူးလေဟုတ်လားဆိုတော့ဒီနေ့လူတွေကိုကိုအိုးခွန်အားရတယ်ဖယားကိုမျက်နှာตาပေးတယ်ဘဝနီကုန်းချုပ်လာတယ်မျက်နှာရစီတယ်ဖယားဖြစ်တယ်ဒီလိုဖြစ်ဖို့ဆိုရင်ဒါဝိတ်ကိုခွန်အားယူဒါဝိတ်ရဲ့အသက်ရှင်မှုကိုကြည်ဒါဝိတ်ရဲ့ဘဝဟာဖယားစိတ်တော်နဲ့တွေ့တယ် ူ့ရဲ့အသက်ရှင်ခြင်းကဖရာသခင်ရဲ့အလိုတော်အကြံစီထဲမှာတွာလာအသက်ရှင်နေ။ဒါကြောင့်သူလည်းဖရာမျက်နှာตาရတော့သူတည်တဲ့အခါမှာဘုံစိစိတ်ကြွယ်ဝတယ်။သူဖြစ်စေခြင်းတဲ့အတိုင်းသူ့သားလေးကဘယင်ဖြစ်သွားတယ်။ဘယင်ဖြစ်တယ်တော့မှသူ့ထက်တောင်မှတာရွေးဖရာခင်ဘာလို့လဲ။ကျေစုပြုတယ်။မောင်နှမတွေလည်းဘာမှပြောအလုံးဝခံနေ။ဒါကြောင့်ဒါဝိရဲ့အသက်တာဘဝဏီကုန်းချုပ်လှတယ်။သူ့ရဲ့ဘဝကိုဖရာခင်တာဝန်ယူသွားတယ်။ အဆုံးသက်မှာအားလုံးဖခင်ပြင်ဆင်ပေးသွားတာခံစားရတယ်ဟာလေလုယာကျွန်တော်သူ့ရဲ့အဆုံးသက်ဖခင်တာဝန်ယူတယ်ကျန်တဲ့ကဏ္ဍအားလုံးဖခင်ပြင်ဆင်ပေးတယ်အဲ့ဒါကိုမသိခင်မှာအားလုံးတက်တက်ရရအားလုံးလှုပ်ပြီးမှ तू ကမျက်စိမိတ်သွားတာဖြစ်တယ်ဘာကြောင့်လဲဖခင်စိတ်တော်နဲ့တွေ့တဲ့ဒါဝိရဲ့အသက်ရှင်ခြင်းဖြစ်တယ်ဒီနေ့ကျွန်တော်တို့အရောက်တိုင်းလဲကိုယ့်ရဲ့အသက်ရှင်ခြင်းကိုစမ်းစစ်ပါဖျားစိတ်တော်နဲ့တွေ့တဲ့အသက်ရှင်ခြင်းမျိုးနဲ့အသက်ရှင်ဖို့လိုတယ်နော် ။ဘာပဲဖြစ်ဖြစ်အော်ဖះစိတ်တော်နဲ့တွေ့တဲ့အသက်ရှင်ခြင်းမျိုးနဲ့အသက်ရှင်မယ်။သွားလာမယ်ဆိုရင်ဖះကေကောင်းကြီးခံစားမယ်။ဖះမျက်နှာตาကိုရမယ်။ကိုအာဖြစ်ကိုသားသမီးတွေလည်းကောင်းကြီးဖြစ်မယ်။ကိုဘဝနှီးကုန်းချုပ်တဲ့အခါကျရင်ဖះကေအားလုံးတာဝန်ယူထားတယ်။စီမံထားတယ်အဆုံးသက်လှတယ်။ဘာအတွက်မှစိတ်ပူနောက်ဆန်တင်ပြီးတေးစရာအကြောင်းမရှိဘူး။ဖះသခင်လှလပပလှုပ်ထားတာတွေကို မြင်တွေးပြီးဘုံစည်းစိမ်ကြွယ်ဝပြီးမှအဆုံးသက်တာဖြစ်တယ်ဆိုတာလေးကိုဝင်ရတယ်အားလုံးကိုကျေးဇူးတင်နေဖယားရှင်မျက်နှာသာရတော်သူဖြစ်ပါစေအာမင် God bless you ခနာစုတော်ရအဖာကတော့ကိုကျေးဇူးတင်နေဒီနေ့ရာဇဝင်ချုပ်ပထမဆုံးအခန်းကြီး29အဆုံးသက်ဒီလေ့လာရတော့ကြောင့်ကျေးဇူးတင်နေအဖာကတော့ကိုချီးမွမ်းပါတယ်ကျွန်တော်တို့ပြုပြပါပုံသွင်းပါအစ်ဖန်စင်းပါဖယားရှင်ကိုတော့ပြုနေတဲ့အမှုရာအားလုံးတွေကျေးဇူးတင်နေ အဖာကတော့ဆက်ပြီးလမ်းပြပါဆက်ပြီးတော့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့စကားပြောပါဖွင့်ပြလင်းပေးပါကျွန်တော်ရဲ့အသက်တာတိဆောက်စရာတွေဖြစ်လာစေပါကိုတော့ကြီးမြတ်ခြင်းတွေကိုလည်းခံစားစေပါဖယားခင်ကြီးသူတော်တွေမှာကြွယ်ဝခြင်းရှိစေပါနှုတ်ကပတ်တော်ကိုလည်းနက်နက်နဲနဲတောင်းရင်နားလေလာဖို့အကြောင်းပြစ်စေပါသူနေရာနဲ့သူပိုင်းချပြီးလေလာတက်တဲ့ညံကိုလည်းပေးပါလက်တော်တဲ့အနန္တဖကိုရနာမကိုချီးမြောက်ပါတယ်ဘုံတော်ထင်ရှားစေပါတကိုးတော်ကို ခံစားစေပါ ကျေးဇူးတော်ကိုတာပြီးကြွယ်ဝစွာခံစားတော်သူဖြစ်ဖို့ကျွန်တော်ဆုတောင်းပေးတယ်ဒီနေ့အတူတကွာလေးလာတဲ့ဇွန်မိသားစုအလုံးကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်အော်ဖရစ်ဆန်ဝါရှစ်မှာပါဝင်ကြတဲ့ညီကိုတွေကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်တာပြီးကိုရောပဲ့ပြင်ပါဖျားတာပြည့်နှုတ်ကပတ်တော်နဲ့တိဆောက်ပေးပါဗျာကိုတော့ဘုံနဲ့ဖြစ်ပေးပါဗျာလက်တော်တဲ့အနန္တနဲ့ပါအတ္တဓာတိကြီးရင်တဲ့အတ္တဓာဖြစ်လာစေပါ အယောက်တိုင်းဒီကိုအပြည့်တပါသောသူတွေကောက်ကြီးခံစားသောသူတွေအတ္တတာမျိုးဖြစ်ပါမိကြောင်းဆုတောင်းပေးပါれအဖအရှင်ယေရှုနာမ၌ယုတိစွာဆုတောင်းပြီးအနံပါれဖဖျာအာမင်အာမင် thank you god bless you